မိဘတွေကမေတ္တာမရှိတာကြောင့်ခလေးကိုတိန့်နဲ့ဆိုင်နဲ့ရောင်းနိုင်မယ်မယ်မခံစားနိုင်တာကြောင့်ငွေပေးကာသွားခေါ်ခဲ့တဲ့ပုတူဒီကနေ့ရမှာတော့ social media မှာအမွာခလေးနှစ်ယောက်ကိုပိုက်ခါတယောက်ကိုတိန့်နဲ့ဆိုင်ရရင်ပေးမယ်ဆိုတဲ့မိဘတွေကြောင့်လူအများကအားအသိငယ်ရပါတယ်တိန့်နဲ့ဆိုင်ရရင်ပေးမယ်ဆိုတဲ့မိဘတွေကမိခင်ဖခင်အရင်တွေဖြစ်ကြပါတယ်ကိုရိုင်းဝမ်းတဲ့လူကသွေးသားတော်ဆက်တဲ့ခလေးဖြစ်ပေမဲ့လည်းခက်ခဲချွတ်ရတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေခလေးကိုရောင်းလို့လုံနေခဲ့ကြတာပါ ကျောင်းနယ်လို့ခေါင်းစဉ်မတက်ပေမဲ့သိန်း20ပေးနိုင်တဲ့သူဆိုရင်ပေးလိုက်ပါဆိုပြီးတော့ထုတ်ပြောခဲ့တာပါအမွားကလေးတယောက်ကလည်းအကြီးတယောက်ကိုသိန်း20နဲ့ပေးလိုက်တာဖြစ်ပြီးအငယ်တယောက်ကတော့သူတို့ကခေါ်ထားမှာပါအငယ်တယောက်ကနှလုံးရောဂါရှိတာကြောင့်ဆေးကုကျင်လို့အကြီးကိုပေးလိုက်တာလို့ဆိုရင်ဒါကလုံထုံးလုံနေမဟုတ်ဘူးလို့လူအများကဝိုင်းပြောကြမှာပဲလေမိဘတွေကတကယ်ပဲငွေပုံပေးရင်ပေးပြစ်မှာပါကလေးရဲ့အတွက်စိုးရင်ရတဲ့အခြေအနေဖြစ်တာမလို့မနေနိုင်တော့ပဲပို့တူကတော့ဝင်ရောက်ကင်တင်လိုက်ပါပြီပို့တူကကလေးမွေးစားဖို့အစီအစဉ်လေးလုံးဝမရှိပါဘူး ရိုင်းဒါလက်လောက်ခံလူတွေကိုကူညီပေးနေရမှာဒါပေမဲ့လည်းအမွာကလေးများရဲ့ဘဝကိုတနာဖို့ကောင်းလွန်တာကြောင့်အဆိုပါမိမတွေစီကသွားတောင်းခဲ့ပါတယ်30ယူသွားပြီးမိမတွေကိုပေးလိုက်တာဖြစ်ပါတယ်မိမဖြစ်သူတွေက30ပေးလိုက်တာနဲ့ကလေးကိုပုရုလက်ထဲကိုထည့်ပေးခဲ့ပါတယ်အကြီးတယောက်ကသာပေးမယ်လို့ပြောပေမဲ့အငယ်တယောက်ကပါတောင်းတဲ့အချိန်မှာနှစ်ယောက်လုံးကိုပေးလာခဲ့တာပါကလေးတွေကိုပေးတဲ့အချိန်မှာတော့မိခင်ရောဖခင်ကပါမျက်ရည်တွေမကျခဲ့ပါဘူးပုရုကတော့မေတ္တာတရားမရှိဘဲတန်ရုံးစင်ပြတ်နိုင်တဲ့မိမတွေလိုထုတ်ပြောမိခဲ့ပါတယ် ကလေးညောင်ကိုပုရုအောင်ဝေးစားတာမဟုတ်ဘဲနဲ့ဝေးစားခြင်းတဲ့သူရဲ့လက်ထဲကိုထည့်ပေးမှာပါပုရုဘကနေဝေးစားပေးတဲ့သူကိုရှာပေးနေကောင်းတဲ့သူကိုသာရှာပေးမှာပါတကယ်လို့သာမိဘတွေသာဆိုရင်ဝေးပေးတဲ့လူတိုင်းကိုပေးမှာဖြစ်ပါတယ်ဒါကြောင့်လည်းအချိန်မီကလေးကိုသွားခေါ်ခဲ့တာပါဝေးစားခြင်းနဲ့မိဘတွေကနေပုရုကိုဆက်သွယ်နိုင်မှာပဲဖြစ်ပါတယ်တနာစရာကောင်းတဲ့ကလေးညောင်ရဲ့ဖြစ်ကိုမြစ်တာအစင်မှန်ပေးကတေချာပြုစုစောင့်ရှောက်ခြင်းနဲ့မိဘတွေဆိုရင်ပုရုကပေးသွားမှာပါတိန်း၂၀လေးပြန်ပေးစရာမလိုပါဘူးတချို့ကတော့မိဘတွေကိုအပြင်းထန်ကိုဝေဖန်နေကြပါတယ် ဒါကြောင့်မလို့ပုတုဟာသူကကလေးတွေကိုငွေနဲ့ပေးဝယ်တာမဟုတ်တော့မိဘတွေကလည်းရောင်းလာလို့အပြစ်မတင်ကြဘူးဆိုပြီးတော့မြေတားရခံထားပါတယ်။ကလေးတွေရဲ့ကံကြောင့်ကဒီလိုမိဘတွေနဲ့တွေ့ဆုံခဲ့ရတာပါ။သူအနေနဲ့မိဘတွေကိုဒေါသစိတ်ကြောင့်သာအပြစ်တင်ပြီးမြမယ်။စော်ကားတာမှမဟုတ်ဘူးလို့ရှင်းပြခဲ့ပါတယ်။ကလေးရရဲ့နောင်ရည်တွင်မိဘရဲ့စီကနေသွားခေါ်ခဲ့တာပါဆိုပြီးတော့ရှင်းပြထားပါတယ်ပုတုကအလူရှင်နေလဲပေါများတယ်လို့အဆက်အသွယ်ကောင်းလဲများတဲ့အတွက်ကလေးတွေရဲ့ဘဝဟာတာယာသွားမှာပဲဖြစ်ပါတယ်ပုတုကလည်းကလေးတွေဘဝမှာပြီးစလွယ်လောက်မှာမဟုတ်ပါဘူး ူ့အနေနဲ့အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးသွားမှာပဲဖြစ်ပါရင်ပူတူရဲ့လောက်ရဲ့ပုံမှာလူများစုကကြီးကျူးနေကြသလိုမှန်ကန်အောင်လှုပ်ပေးဖို့တိုက်တွန်းနေကြတာပါအခုထိတော့ကလေးတွေကိုမွေးစားခြင်းတဲ့သူမရှိသေးပါဘူးအငယ်လေးကနှလုံးရောဂါလည်းဖြစ်နေတာမို့လို့စိတ်ကူးတာပေးအောင်ပါပါပူတူကတော့ကလေးတွေကိုကြည့်ပြီးတော့တနာနေရကြောင်းမျက်ရည်တောင်ကြာပါတယ်မိဘတွေကတော့မျက်ရည်မကြာပဲပေးလွှတ်နိုင်တာပါပူတူရဲ့လောက်ရဲ့ကမှန်ကန်နေလို့ထင်လားဆိုတာပရိသတ်ကြီးတို့အနေနဲ့ ချီကျူးလားဆိုတာလေးကိုပြောပြခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်အကောင်းနဲ့ဆယ်လီတရင်ចောင်းရလေးနဲ့ပြန်လာခဲ့ပါအောင်ရှင်